ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဇမ်ဖိုက်တာတန်ရှင်းကို WB ကနေပြီးတော့ဘင်တန်ဝိတ်တန်အတွက်နံပါတ်1ကမ္ဘာချန်ပီယံကမ္ဘာလူမဲ့သူကွန်တန်တာဖြစ်သတ်မှတ်ပေးလိုက်တာကြောင့်တန်ရှင်းဟာ one championship ကိုရောက်လာစေအောင်မရှိတော့ဘူးလို့သုံးသပ်ပြောပြလိုက်ပါတယ်ခင်ဗျာဘာကြောင့် one championship ကိုမရောက်လာနိုင်တော့တာလဲဆိုတော့ one championship ဟာတန်ရှင်းကိုအရန်လိုချင်တယ်ဒါပေမဲ့ တန်ရှင်ရဲ့အခုပုံစံအရဆိုရင်တော့သိကြပါရယ်သူဟာ WBA ဘက်ကနေပဲဆက်လက်ပြီးတော့သူ့ရဲ့တက်လန်းကိုရှာဖွေသွားတော့မှာပါအခုကမ္ဘာလဝိအဖွဲ့ချုပ် WBA ကဝင်းတန်ဝိတ်တန်းရဲ့နံပါတ်1ကမ္ဘာချန်ပီယံလူမဲ့သူကွန်တန်တာဖြစ်ဒါတန်ရှင်ကိုပြေဝင်သတ်မှတ်ပေးလိုက်ပါရခင်ဗျ2025ခုနှစ်ဇွန်လ30ရက်နေ့ရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာဂျပန်ဘောက်ဆင်ကျယ်ဝင်းတန်ရှင်နာဆူကာဝါကိုသူတို့အနေနဲ့ ဗင်တန်ဝိတ်တန်းရဲ့နံပါတ်1ကမ္ဘာ့ချန်ပီယံလူမဲ့သူကွန်တန်တာအဖြစ်သတ်မှတ်လိုက်တယ်ဆိုတော့ကိုကမ္ဘာ့လဝိတ်အဖွဲ့ချုပ် WBA ကနေဖော်ပြထားပါတယ်ခင်ဗျာဒန်ရှင်အနေနဲ့ဒီလိုအဆင့်မြင့်တက်လာတာကတော့သူ့ရဲ့စွမ်းဆောင်ရည်အကြောင်းပဲဖြစ်ပါတယ်ဒန်ရှင်ဟာ professional လဝိတ်ကစားသမားဘဝမှာရှုံးပွဲမရှိသေးဘူးခုနှစ်ပွဲထိုးခုနှစ်ပွဲလုံးနိုင်ထားတယ်နှစ်ပွဲကိုသူကအလဲထိုးနောက်ောက်နဲ့အနိုင်ရခဲ့တယ်ပေါ့လေမကြသေးရင်ကလည်း2025ခုနှစ်ဇွန်လ10ရက်နေ့က တို့ကြိုမှာကျင်းပခဲ့တဲ့ပြိုင်ပွဲပေါ့လေအဲ့ပြိုင်မှာသူကဗီတာဆန်တီလန်နဲ့ထိုးခဲ့ရတယ်အဲ့ပွဲမှာလည်းအနိုင်နဲ့ဒါအမှတ်နဲ့အနိုင်ယူသွားခဲ့တယ်ပေါ့လေ2025ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့ကလည်းကမ္ဘာချန်ပီယံဟောင်းဂျေဆန်မိုလိုနီနဲ့ထိုးခဲ့တယ်အဲ့ပွဲမှာလည်းဂျေဆန်မိုလိုနီကိုတန့်ရှင်ကအမှတ်နဲ့အနိုင်ရခဲ့တယ်ခင်ဗျအဲ့တော့ဒါနာကာဆူဝါလို့ခေါ်ကြတဲ့တန့်ရှင်ရဲ့ဒလူပီအဆင့်အတန်းမြင့်တက်လာမှုတွေကြောင့်သူ့ကိုဘင်တန်ဝိတ်တန် ကမ္ဘာ့ချန်ပီယံကမ္ဘာ့လူပွဲစိန်ခေါ်ခွင့်ထိုးခွင့်ပေးဖို့ WBA ဘက်ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲတော့တန်းရှင်ဟာ WBA ဘက်ကအခုလိုမျက်နှာသာပေးမှုတွေစင်တင်ပေးမှုတွေကိုရရှိလာတဲ့အတွက် One Championship ဘက်ကိုရောက်လာစရာမရှိတော့ပါဘူး။အရင်တော့ကတော့ဒါ One ပြည်သက်တရားမျှော်လင့်ခဲ့ကြတယ်ပေါ့လေ။တန်းရှင်နဲ့ဒါ Rotan နဲ့ထိုးခိုင်းရင်တန်းရှင်နဲ့ဘသူနဲ့ထိုးခိုင်းရင်ဆိုပြီးမျှော်ပေမဲ့အခုနေထားရတော့ဖြစ်လာစရာအကြောင်းမရှိတော့ဘူး။တန်းရှင်ဟာ WBA ရဲ့ဘင်နဝိတ်တန် ံပါတ်၁ကမ္ဘာ့ချန်ပီယံလူမဲ့သူကွန်တန်တာဖြစ်သတ်မှတ်ခံရတာကြောင့်အဲ့လမ်းကြောင်းကနေပဲသူ့ရဲ့ဘဝတလန်ကိုဖောက်သွားလိမ့်မယ်လို့ယူဆမိတဲ့အကြောင်းတင်ဆက်ပြပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ